နာတော့တာဆင်ပြီးတော့ပြိတ္တများအားလုံးမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမှာတော့စိုင်းဆံမနုနုရီအင်းဝရဲ့ကြားလေးကျွန်တော်တဲ့ညနေဆောင်ကမှမိုးကဝေါကနေနဲ့အော်ပြီးရွာချလာတယ်ထုံးစံတိုင်းပဲလန့်တက်တဲ့ချစ်တူလေးရဲ့ရေကနေအောင်ဟူတန်ကလည်းထွက်လာတယ်ရိုးနေပြီဖြစ်တဲ့ကျွန်တော်နားထဲမှာတော့ မိจิตူရဲ့ជីတိုက်တန်နဲ့မိဘူအကြောင်းပကန်းစင်ပေါ်ကတက်ကဲဆွေးကြားတဲ့ကမိုးပေါက်တွေကြာနေတဲ့တန်ဟာဆိုင်းတန်နဲ့တချင်းတန်လိုပဲမုံပေမုံပေတော်တော်အွန်လိုင်းနဲ့ဟာမလေးနားကိုဥသွားတာပဲကြီးလာရင်အမေလိုပဲအစိုးရဖြစ်နိုင်မယ်နဲ့တူရဲ့မအော်ရဘူးလေမိจิตူရဲ့အဖေပြန်လာတော့ကိုကြီးကဝဲကျွေးမှာပေါ့နော် ဟင်အင်းမုံပေးမိကျစ်သူလေးကတော့မုံမရမချင်းအာကောင်ချစ်ပြီးအော်နေတော့မှာပဲကျွန်တော်ဘာတတ်နိုင်မှာလဲသူ့မျက်ရည်တွေနှာရည်တွေကိုတုတ်ပေးရင်သူရုံးကန်ထွရိုက်တဲ့မြကိုခံရုံကလွဲလို့ကျွန်တော်ဘာတတ်နိုင်မှာလဲဟဲ့ဘသူလဲဒီလောက်အော်ငိုနေတာဟေ့ကျတူတို့မြောက်တူတို့မောင်နှမတွေဘာဖြစ်နေကြတာလဲဟောလူမမြင်ရသေးဘူး အတန်ကအရင်ရောက်လာတဲ့ဖွားရွှေကုန်းအမေရဲ့စိုးပေါ်စိုးပဲပေါ်တာကြီးရွှေကုန်းသူမြတ်တန်းကြီးဒါကြောင့်မို့လဲအဆိုတော်ဖြစ်တာပေါ့သူ့တန်ကျဲကြီးကိုကြားတာနဲ့မိချစ်တူရဲ့ငိုတဟာခလုံးနှိမ့်လိုက်တယ်လို့ပဲတိကနေပြတ်တောက်ပြီးငြိမ်သွားလိုက်တာမှ ကောင်းတယ်ကျွန်တော်မှဝင်းလဲตายအသည်တနာလဲတနာရသည်အားလဲ အားအားရှိကြီးတိုက်ပြီးငိုနေတာပါမှတ်လဲဟဲ့ဟိုကောင်လေးမြောက်တူနင်တို့ဖေရောဘဲသွားလဲသမင်းရောစားပြီးလားချက်ကောချဲရသေးရဲ့လားဖွားရှိကုံရဲ့အတန်းကျဲကြီးဟာကျွန်တော်တို့အိမ်ခန်းလေးကိုမောင်ပိုင်စီးလိုက်ပြီးသူပြောချင်တာတွေကိုအဆက်မပြတ်ပြောတော့မှတခါလေဖျားပန်းနေလဲ၆တောင်းနေတာပဲနင်တို့အမေညမြင်လို့ရတာဟွန်း သွားလေသူများသူစားနှစ်ခါပြန်တေချင်စိတ်ပေါက်သွားမယ်။နင့်ဖေငမူးရောလို့ဆိုဟိုကောင်လေး။တဖေဒိုးဝိုင်းလိုက်သွားတယ်ဖွားရှိပုံရ။ညောင်လုံးကိုတ냐အိတ်သွားတာ။ဒီနေ့ပြန်လာမယ်တဲ့။အော်အလုတ်လုတ်ဖို့တော့ရသေးတာပဲ။ပစံရောထားခဲ့လားကောင်လေး။ထားခဲ့ပါတယ်။ထမင်းတော့မစားဘူး။မူးငင်းကားဝယ်စားတယ်။ စားရရဲ့သားနဲ့မြဒီဟာမလေးကဘာနဘူးနစာလုံးနေရတာတော့ခနဲ့အင်ကြားရှိအင်ကြားဖွားရှိကောင်ကလည်းခလေးဆိုတော့မုံစားကျင်တာပေါ့ဗျအောင်မေဒါလေးများထည့်ရင်နာပြီသူကဖေးကြနေတာပဲရော့မုံဘူး90ပြီးတော့ကြတော့ဝယ်ကျွေးလိုက်ဟွန်းကျွေးလို့သာကျွေးရတာအဲ့ဒီဟာမလေးကိုမြငါကတိတ်မြေနှကြောတဲတာမြန်မှတ်မနေနဲ့ ဖွားရွှေကုံအကြောင်းကိုကျွန်တော်ကတော့သိပြီးသားပါဒါပေမဲ့သုံးနှစ်သမီးမိจิตတူကတော့ဗာတိရှာမှာတော့ဒါကိုပဲဖွားရွှေကုံတယောက်ကတော့ဒီသုံးနှစ်သမီးကိုပဲအမေကိုချစ်တဲ့ခင်မစိတ်နဲ့အသက်ကြီးမှသူ့ကိုမွေးရလို့အမေဆုံးရတယ်ဆိုပြီးရန်ရှာလို့မဆုံးရန်လို့လို့မဆုံးတပြစ်တောက်တောက်ပြောလို့မဆုံးနေ့အမေကပြောစရာမှနားမထောင်တာမိသူစားညီလင်ငမူးနဲ့ နောက်ကလေးတယောက်တော့မရပါစေနိုင်တော့မယူနဲ့တော့တော့နဲ့ငါအတန်တန်ပြောသားပဲတခါလေဟုတ်ကဲ့ပါစိတ်ချပါတော်လေးရလဲမြောက်တူးတောင်ဆယ်နှစ်ကျော်နေပြီကျမကလေးမရတော့ပါဘူးသေးကြပါတယ်နဲ့လေမပြောလိုက်ချင်ဟဲ့မြောက်တူးနင်ခုအသက်ဘယ်လောက်ပါလိမ့်အဖေပြောတာပဲ15နှစ်တက်ဟဲ့ဟုတ်ကဲ့လားဒီငမူးကလည်းတောင်ပြောမြောက်ပြောဟုတ်ပါတယ်ဖွားရွှေကုန်ရဲ့အမေဆုံးတော့က ကျွန်တော်12နှစ်ဥစ္စာအမေဆုံးတာ3နှစ်ရှိပြီလေ။ဖွားရွှေကုန်းကအင်းဆိုပြီးနိုင်တွေ့တွေ့ချင်းနဲ့ကျွန်တော်ကမိချစ်တူလေးကိုခြီးပြီးမုန်းဆိုင်ကိုမြန်မြန်ကေးချင်လှပြီ။ဖွားရွှေကုန်းကမုံဘိုးတွေပါလေးပေးတာနှက်ပွဲရှိလို့လားဟုတ်လား။အေးရှိတယ်မနေ့ကတော်သေးတာပေါ့။ဟိုအစောတော်ကောင်မလေးတယောက်ကအတန်ဝင်နေလို့ငါလာခေါ်တာ။ကျွန်တော်တို့မုန်းဆိုင်သွားတော့မယ် အေးအေးဟဲ့ဟဲ့ခဏနေဦးနေတိုက်ဆောက်တဲ့စီမှာအလုံးလုံးနေရဆိုဟုတ်တယ်လေအဲ့လောက်ကပြီးသွားပြီဖွာရွှေကုံကကျွန်တော်ကမစလာပဲတည်တတ်တာဥစ္စာအေးအဲ့ဒါဆိုတော့ပဲနင့်ကိုလောက်ပေးရမယ်ဘာလောက်လဲနက်ဖန်ကလည်းနက်ပွဲလိုက်ခဲ့ဟိုမှာကြားလုံးမဲ့သူလုံးနေရဲ့ကြာဟုတ်လားဟာကျွန်တော်မှမလောက်တတ်တာဟဲ့ဘာမလောက်တတ်ရမှာလဲ နှစ်ပွဲမှာစီးတော့ကြာလောက်တဲ့လူကိုငင်းငင်းငယ်တုန်းကမမြင်ဘူးလားမြင်တော့မြင်ဘူးတာပေါ့အေးလေပေါ်အလေးတစ်ထဲခေါင်းချီပြီးနှက်ကြော်နောက်ကလေးပဲထောက်လိုက်အောင်ပဲဒါပဲပြီးတော့ဘေးမှာထိုင်နေတဲ့လူတွေကိုခေါင်းနဲ့တိုက်ပတ်စံတောင်းဟောပြောရှက်စရာကြီးငုတ်ချင်ပါဘူးဟဲ့ဘာမလုပ်ချင်ရမှာလဲပတ်စံရမယ်လို့ကိုလူလေးအဖင်လက်တစ်စစ်လောက်နဲ့ရှက်တလေးပါလေးနဲ့ခုပွဲကတစ်သေးပွဲဟဲ့တီးတန့်ပွဲ ပတ်စံရမှာနားလေလားကျွန်တော်ဘလောက်ပေးမှာလဲတထောင်ပေးမှာပြီးတော့နင်ကောင်းတိုက်တီးလေးပါလေးလဲပေးဦးမှာလေလိုက်မယ်ပြာချမယ်ဟဲ့ကောင်းမလေးကိုနင့်ဖိနဲ့ထားခဲ့နော်မခေါ်ခဲ့နဲ့နောက်ဆုံးတော့ဖားရွှေကုံနဲ့ကျွန်တော်သဘောတူညီချက်ရသွားခဲ့ပါတယ်ဖားရွှေကုံကမနဲ့ပြန်မနဲ့ဆော့ဆော့တဲ့ပတ်စံတော့လိုချင်တယ်ဒါပေမဲ့ကျွန်တော်ကြောက်လဲကြောက်တယ် ตาญุ่ญ่ำหมองนั้นเปลี่ยนเปลี่ยนจินบีหม่องยีหม่องยีหม่องว่ายะโคต๋งตองล้วนอองเลณไซดันหาจนเราหยินโกตะเด็ดเด็ดคงซีปีงูแลงูซีจินบาเดอเมโกตริยะโลป้อตะนะค้าริพุ่ยเนียงเล้งบีနှခမ်းနီနီရဲရဲလေးဆိုးထားတဲ့အမေတန်ဆူဆူလေးကိုကျွန်တော်လွမ်းပါတယ်။ဆိုင်ဝိုင်းကြီးပေးနာမှာပုံမှုန်လေးထိုင်ရင် လက်ချောင်းတွေထောင်းနေအောင်တအားအော်ရရှာတာအမေရေဒီလောက်ကြီးတဲ့ဒီလောက်ခန်းနားလှပတဲ့တိုက်ကြီးမျိုးကိုကျွန်တော်တစ်ခါမှမမြင်ဘူးသူတို့ကဧကန်ကြီးကနက္ခနာပွဲမန္တတခုစားလောက်ကိုကျဲတာအမေရမန္တမထိုးပဲအင်းအောင်ပါတယ်နက်ပွဲလုပ်လို့ရတယ်ကြားလို့ရမှာကိုကြောက်ရတဲ့ထဲနက္ခတော်အဖွဲတွေကမင်းမရှာတွေကကြားလေးကြားလေးဆိုပြီးလာဖက်နှမ်းလို့ထွက်ပြေးရသေးတယ် စိတ်ညစ်ပြီးပြန်ကိုပြေးချင်အောင်ဟဲ့မြောက်တူလောင်းအကြီးတဲ့ဖွားရှိကုံကပြားပြားနဲ့လာပြန်ပြီဘာမပြောညာမပြောနဲ့ခြံတော့ဆွဲခေါ်သွားပြန်တယ်နင်မြောက်လို့ကတ်တတ်လကောင်းလေးဟာမကတ်တတ်ပါဘူးဖွားရှိကုံကကျွန်တော်ကိုကြည့်ပြီးတကြိုးပကြိုးနဲ့ရင်တယ်နေမေကမြောက်နေမေမှဲ့ထားပြီးမြောက်ကမကတတ်ဘူးဒီမှာကြည့်ငါလုပ်ပြမယ်အဲဗျာဒုက္ခပဲ ဒီဘွားတော်နဲ့တော့နှကန်းကြီးထော်ခေါင်းလေးကုတ်ပြီးလူကပါပုကွာပုကွာနဲ့မြောက်ကကပြနေသေးတယ်။တွေ့လားလွယ်လွယ်လေးကိုနင်မလို့တက်ဘူးလား။မလို့တက်ပါဘူးဆိုဖွားရွှေကုံတော့ကျွန်တော်ကိုဇွတ်လုတ်ခိုင်းရင်ကျွန်တော်ပြန်ပြေးမှာဗျ။ကဲပါကဲပါပြန်တော့မပြေးပါနဲ့ကျေးဇူးရှင်လေးရဲ့။ကြားလောက်တာထက်မြောက်ကကတာပုကောင်းနေဟဲ့နင်နားမလဲပါဘူး။တော်ပြီဗျာဘာလို့ပြောမှလည်းမသိဘူးဒီမှာလိုလိုနေရင်နေတိတ်တိတ်တိတ်ဖြစ်နေပါလေဆိုမှ ဟဲ့ကြာကြာပင်မလဲကြာလေးရေကြာလေးဟောခေါ်ပြန်ပြီဗျခေါ်ကုန်ကြပြီတိုက်ကြီးနောက်ဖေးတဲ့ကိုကျွန်တော်ဘလို့ပြေးဝင်သွားမိမှမသိဘူးမက်ဆိုင်သာနေကြတဲ့လူတွေရှိကုန်မိမရှာနဲ့ကတော့တယောက်နဲ့အတူတူဘလို့ရောက်သွားမှလည်းမသိလိုက်ပါဘူးခေါ်စိုးဤပုံမှာလေးဘက်ထောက်လေးနဲ့ဟိုပြေးဒီပြေးလှုပ်လိုက်နတ်တော်ကစီတော်ကြားပေါ်မှာထိုင်ပြီးစကားပြောချင်ငြိမ်နေလိုက်ရနဲ့ တချို့မိန်းမကြီးတွေကကျွန်တော်ကောင်းကိုပွေ့ဖက်ပြီးစုတွေများကြီးတောင်းကြတယ်။ရင်မွေးတွေနဲ့ဖျန်းတာကိုတော့ကျွန်တော်အကြိုက်ဆုံးပဲ။ကျွန်တော်တကောင်းလုံးငှွိကြိုင်နေတာပဲ။ဖွားရှိကုံအတန်ကျဲကျဲတုံတုံကြီးကိုတောင်းမကြတဲ့ချက်ကြတဲ့ချက်နဲ့ကျွန်တော်အခန်းဘလို့ပြီးပြီးနောက်ခွေးကလည်းဘလို့ပြန်ရောက်တော့မှလည်းမသိဘူး။ကျွန်တော်တကောလုံးတုံပြီးချွေးတွေကရွှင်းနေနေတယ်။ကောင်းပေါင်းပွားကိုကျွန်တော်ဆွဲချုပ်ပစ်လိုက်တယ်။ဟာပစံကြီး ခေါင်းပေါင်းပေါ်လာကြတဲ့ထွက်လာတဲ့ပတ်စံလေးများကြည့်ပဲဟဲ့ဟိုကောင်းလေးပေါ်လာတဲ့ကရွက်ကြီးမပိုင်သူ့ကိုပြေးလိုက်ပါနဂရော်ကြီးဆုံးရဲ့လှမ်းပြောတန်တဲ့အတူသူ့တပည့်မင်းမရှာတယောက်ကပတ်စံလေးစီဖြတ်ခနဲလှမ်းကြည့်ပြီးအရွက်ကြီးမပါပါဘူးယူလိုက်ယူလိုက်နှစ်ရာတန်နဲ့ရာတန်ခောက်ကလေးတွေကိုပြပြသလဲကျွန်တော်စုပြီးကောက်လိုက်တယ်တော်တော်များတယ်တုံးတုံးကြီးနဲ့ကျွန်တော်ကြီးကြည့်မဲ့လို့ရင်ဟော်မြောက်မြောက်ကြီးတဲ့ နောက်ဖေးကန်ကလူတွေတဲတဲနဲ့လှုပ်သွားကြပြီးရှေ့ဘက်ခန်းကိုပြေးသွားကြတယ်။ဘာဖြစ်တာလဲဟောဗျာ။မင်းမီ၃ယောက်လိုစတုံးကြီးပန်းနေမိတ်ကက်တင်နဲ့ပြင်ပြီးထွက်သွားတဲ့မင်းမရှာ၃ယောက်ဟာဖွားရှိကုံလုံးပြတယ်လို့ကုံကွာကုံကွာနဲ့မြောက်ကကလို့လူတွေကလက်ခုပ်တီးကြလို့အဲ့ဒီအချိန်မှာဆူပါကြီးပေါ်ကနေရုတ်တရက်ထိုက်ရက်လိုက်တဲ့သူကမိချစ်တူကိုအရွယ်ကလေးလေးတယောက်ပေါ့ ူကအားရပိုင်းကလက်ခုပ်လေးတီးပြီးတခိခိအော်ရင်နေတယ်။ခေါင်းလှလှလေးတီးတီးလှုပ်သွားအောင်လည်းခုံပေါက်လိုက်တယ်။ပြီးတော့သူ့ဘေးနားငွေကလာတဲ့ကနေပတ်စံတစ်ဖက်ကိုဆဲယူလိုက်ပြီး900တန်းနဲ့200တန်းလေးကိုမြောက်ကကနေလည်းမင်းသမီးတွေစီလှမ်းပစ်ပြီးတော့တာပဲ။တိရပီတိရတိရပီတိရဟောသူကထင်းရှင်ရဲ့တူတဲ့တော်မြင်းမလေးတဲ့။ဖွားရွှေကုံကြီးကျွန်တော်သဘောပေါက်ပြီ။ကျွန်တော်ကိုဘာလို့မြောက်ကကစီခြင်းလဲဆိုတာကျွန်တော်သိပြီ ်ငေးကြည့်နေတဲ့ကျွန်တော်ဘုံကုံးကိုတစုံတယောက်ကအသာအရာတို့တယ်ပြန်တော့မလုံနဲ့တူတယ်စိန်နေရွှေတွေအများကြီးနဲ့အန်တီတယောက်ကသူထိုင်နေတဲ့နေရာကိုမင်းညော့ပြတယ်သူထိုင်နေဘေးနားမှာလက်တွေကလုံးဝဆွန့်ရတဲ့စားစရာတွေစားတော့စားပြီးအပေါ်လိုက်ကြည့်ရှိယူလိုက်တော့တဲ့ကျွန်တော်ကိုပေးတာတဖုန်တို့ပြေးပြီးကျွန်တော်ပစိုးတဲ့ကိုတင်းကျုံထည့်လိုက်တယ် မုတ်ထုတ်တွေချိုးချင်းတွေဘဲဥပြုတ်ပန်းတွေတစ်တော်တွေပြီးတော့ပြီးတော့ဝေဖာဝေဖာတုတ်ရှိရှိလေးတွေနိုင်ငံများအဖြစ်ဝေဖာတုတ်ရှိရှိလေးတွေမိကြည့်သူတွေဘလောက်ငိုပြီးပူဇော်ပူဇော်ကျွန်တော်အမြဲရှောင်ပြီးခဲ့ရတာလीဒီထုတ်မျိုးလေးတွေတခါမှမစားဘူးရှာတယ်ကျွန်တော်ညီပါလीအဖေအိမ်ပြန်နောက်ကျတဲ့နေ့တွေမှာကျွန်တော်တို့မောင်မောင်နှစ်ယောက်ရေကိုမုံလို့တောက်ပြီးအိပ်ပျော်ခဲ့ရတာလी ကျွန်တော်နောက်ဆိုပါရှူပုံနဲ့နှက်ပွဲအေးလန်းလိုက်မယ်။ကြားလဲလုံမယ်။ရောက်လဲလုံမယ်။ဘာပဲခိုင်ခိုင်ကျွန်တော်လုပ်ပါမယ်။ခိုင်းမမြကျွန်တော်လုပ်ပါမယ်။ကျွန်တော်လုံးဝမရှိတော့ပါဘူး။နူနူကြီးအင်းဝါနာတော့တတ်စင်အပိတဲ့ပြိတ္တအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။